ပန်းသီးကိုပုံမှန်စားမယ်ဆိုရင်ဆရာဝန်အောင်မလိုတော့ဘူးဆိုတော့ဆွေးစကားရှိပါတယ်ဆိုတော့ဒါကတင်စားတာဖြစ်ပါတယ်ပန်းသီးမှာကကျမကြီးအတွက်အများကြီးအထောက်အကူပြုတဲ့ဓာတ်ပစ္စည်းတွေပါဝင်တယ်ဒါကြောင့်မလို့လူတွေအတွက်ကောင်းကျိုးဖြစ်ပြီးတော့ယောဂဘေးကကင်းဝေးပြီးတော့ဆရာဝန်နေတာမလိုဘူးဆိုပြီးတော့တင်စားတာဖြစ်ပါတယ်ဆရာဝန်မလိုတာတော့မဟုတ်ပါဘူးဒီနေ့မှာတော့ကျွန်တော်ကပန်းသီးရဲ့ကောင်းကျိုးကိုကိုကြောင်ကိုပြပြပေးသားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးပါ ဖန်သီးရဲ့ကောင်းကျိုးတွေနဲ့ပထမချက်ကကြတော့ဖန်သီးကနှလုံးရဲ့ကျန်းမာရေးကိုကောင်းမွန်စေတာဖြစ်ပါတယ်။ဖန်သီးမှာဆိုရင်အမြင်ဓာတ်တွေပေါ်ဝင်ပါတယ်။အဲ့ဒီအမြင်ဓာတ်တွေကသွေးထဲကမကောင်းတဲ့ကိုလက်စထရောတွေကိုကျစေတယ်။ဒါပြေုံမှနှလုံးအတွက်ကောင်းမွန်တဲ့အန်တီအောက်ဆီဒန့်တွေလည်းပါဝင်တယ်။ဒါကြောင့်မလို့နှလုံးရဲ့ကျန်းမာရေးကိုကောင်းမွန်စေတာဖြစ်ပါတယ်။ဒုတိယချက်ကကြတော့ စားချေတာကိုကူညီပေးတာဖြစ်ပါတယ်။ဒါကလည်းပဲအမြင်တက်တွေပါဝင်လို့ဖြစ်ပါတယ်။အမြင်တက်တွေပါဝင်တဲ့အခါမှာဝမ်းချုပ်တာကိုကော်ဝယ်ပေးတယ်။ပြီးတဲ့အခါမှာဦးထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေရဲ့ကောင်းကျိုးတွေလည်းအထောက်အပံ့ပြုတယ်။ဒါကြောင့်မို့လို့အစာချေဖို့အတွက်လည်းအထောက်အပံ့ပြုလာဖြစ်ပါတယ်။တတိယချက်ကကြတော့စီးကျုပ်ကိုထိန်းတဲ့နေရာမှာအကူအညီပေးတာဖြစ်ပါတယ်။ပန်းစည်းမှာပါဝင်တဲ့အမြင်တက်တွေက တခြားတဲ့ဆော့ယူလာကိုနှေးစေပါတယ်။ဒါပြေမှာပန်းသေးကဘိုက်ပြေလွယ်တယ်။တောင်တောင်တိတ်ပြီးတော့မစားပြတ်တော့ဘူး။အဲ့ဒီခါမှာထမင်းနေအများကြီးမစားပြတ်တဲ့အခါမှာစီချိုကို ထိနှက်နေရမှာ ကိုလေးချင်းထိနှက်နေရမှာအထောက်ကိုပြူတာဖြစ်ပါတယ်။နံပါတ်၄ချက်ကကြတော့ကိုလေးချင်းရှော့ချတဲ့နေရမှာကိုညီပြူတာဖြစ်ပါတယ်။ဒါလည်းခုနကပြောသလိုပါပဲ။ပန်းသေးကဘိုက်ပြေလွယ်တယ်။ကယ်လိုရီပမာဏနည်းတယ်။ရေပါဝင်မှု များတယ်အမြင်တတ်များတယ်ဒါတွေကဖိုက်ပြည့်လွယ်ပြီးတော့ကိုလေးချိန် short ချပေးတဲ့နေရာမှာအထောက်အကူပြုတာဖြစ်ပါတယ်ငါတို့မြောက်ချက်ကကြတော့ကိုကားစနစ်ကောင်းမှုတို့အတွက်အထောက်အကူပြုတာဖြစ်ပါတယ်ပန်းတိမာဆိုရင်ဗီတာမင် C ပါဝင်ပါတယ်ဗီတာမင် C ဆိုတာကခုခံအားစနစ်ကောင်းမှုတို့အတွက်အထောက်အကူပြုပါတယ်ဒါကြောင့်မလို့နှာစည်းချောင်းစိုးတုတ်ကွေအလွယ်တကူမဖြစ်ချင်ဘူးဆိုရင် ပန်းတိကို ပုံမှန်စားပေးပါနောက်တဲ့6ခုမြောက်အချက်ကကြတော့အရေးပြာကျန်းမာရေးကိုကောင်းမွန်စေတာဖြစ်ပါတယ်ဒါကလည်းပဲပန်းသီးမှာပါဝင်တဲ့ antioxidant တွေကြောင့်ဖြစ်ပါတယ်ဒါတွေကလေရုညဉ့်ညံတာနေအောင်ကြီးကနေပြီးတော့အနေရရှိတဲ့ရောင်ကြီးတွေဒါတွေကိုကာဝယ်ပေးတာဖြစ်ပါတယ်ဒါပြေုံမှာပန်းသီးက အရွယ်တင်နှုတ်ပြဖို့အတွက်လည်းအထောက်အကူပြုရလို့ဆိုပါတယ်နောက်တစ်ခုနှစ်ခုမြောက်အချက်ကကြာတော့ပန်းသီးကတချို့သောကင်ဆာတွေဖြစ်နိုင်ကြီးကိုရှော့ချပေးတာဖြစ်ပါတယ်ပန်းသီးမှာပါဝင်တဲ့ polyphenols လို့ခေါ်တဲ့ဓာတ်တွေကဆဲတွေပျက်စီးတာကိုကာဝယ်ပေးပါတယ်ကင်ဆာရဲ့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဥမာကြီးကင်ဆာရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာတွေကိုဖြစ်နိုင်ကြီးကိုရှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။နောက်တစ်ရှိခုမြောက်ချက်ကကြတော့အောင်နောက်ရဲ့ကျမကြီးကိုကောင်းမွန်စေတာဖြစ်ပါတယ်။ပန်းသီးမှာပါဝင်တဲ့တချို့ထက်တွေကအောင်နောက်ရဲ့ဆဲတွေအတွက် ကောင်းမွန်စေပါတယ်။ဒါကြောင့်မလို့အယ်ဇိုင်းမာလို့ခေါ်တယ်။ယောဂါကိုဖြစ်နိုင်ကြီးကိုရှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ နောက်ဆုံးကိုကိုမြောက်အချက်ကကြတော့ရေတက်ပြေးသွားတာဖြစ်ပါတယ်။ပန်းတိမှာဆိုရင်ရေတက်က85ရာခိုင်နှုန်းပေါ်ဝင်ပါတယ်။ဒါကခန္ဓာကိုယ်မှာရေတက်ဖြည့်တင်ပြီးတဲ့နေရာမှာများစွာအထောက်အကူပြုပါတယ်။အခုကျွန်တော်ပြောသွားတဲ့အချက်တွေကပန်းတိရဲ့ကောင်းကျိုးကိုကူပဲဖြစ်ပါတယ်။ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။သိကျင်တာရှင်လဲကွန်မန့်မှာမေးလို့ရပါတယ်။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လေ subscribe လေးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်